အောင်မဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တရားပါလူလူကောင်းဆောင်အမေတောင်းဆဆုရှင်နဲ့ပတ်သက်ပြီးတော့မိကွန်းလေးတွေကိုကျွန်တော်ဖြေချပေးဖို့လည်းရှိပါတယ်လွန်ခဲ့တဲ့ရက်သက်ပတ်ကပေါ့နော်ဒီအမေစုနဲ့ပတ်သက်ပြီးတော့ဗိဉ္ဇာမတယောက်ကနေပြီးတော့မှအမေစုဒီပီပနိုင်ငံတနိုင်ငံမှာရှိနေတယ်သမဟုတ်ရင်နက်ပြီမှာရှိနေတယ်ဆိုပြီးတော့မှပို့ချက်ခုကိုတွေ့ရပါတယ်အဲ့ဒီ post ကိုလည်းတော်တော်များများလာမေးကြပါတယ်နက်ပြီဆိုတဲ့အိဗေကရှင်းတယ်အမေစုကသေသွားပြီကိုလွန်သွားပြီဆိုတဲ့ပုံစံမျိုးကိုကြီးညွတ်နေပေါ့နော် ပြီးပါဆိုတာကကျွန်တော်မေစုတီဟိုပြောရမယ်ဆိုတော့မြန်မာနိုင်ငံတွင်းထဲမှာမရှိတော့ဘူးစစ်ကောင်စီကနေပြီးတော့မှနော်အခြားနိုင်ငံကိုပို့ဆောင်လိုက်ပြီဆိုတဲ့ကိစ္စ။ကဲနောက်တစ်ခုကကျတော့ပါလဲဆိုတော့ဒီကျွန်တော်တို့ဒီဆရာတယောက်လားပုဂ္ဂိုလ်တယောက်ပေါ့နော်ဒီအမေစုကိုအိမ်မက်တယ်အမေစုကဟိုပြောရမယ်ဆိုရင်တော့ဒီလမ်းနေဒီနိုင်ငံကြီးကိုပတ်ကြည့်နေတဲ့ပုံစံမျိုးပေါ့နော်ဆိုပြီးတော့ပြောပါတယ်။အဲ့တော့ပြီးရပြင်ကိုကျွန်တော်ရေပိုင်းက အမေဆုနဲ့ပတ်သက်ပြီးတော့ဘာများမေးချင်စရာရှိပါလဲကျွန်တော်ကျွန်တော်ဖြေလို့ရတဲ့ဟာလေးတွေကျွန်တော်ရဲ့ဘေးဒီရှူတောင်းကနေရောနမိတ်ရှူတောင်းရနေရောနော်ဒီဟော့ကင်းကြီးရဲ့ရှူတောင်းရနေကောပေါ့နော်ကျွန်တော်ကြောပြပေးမယ်ဆိုပြီးတော့မေးလိုက်တဲ့ကာမှာ80ရာခိုင်နှုန်းတော့အများစုကအားလုံးကဟာအမေဆုဘရော့လုံမလဲအမေဆုဘရော့လုံမလဲဆိုတဲ့မေးခွန်းမျိုးကိုပဲအဓိကထားပြီးတော့မေးလာတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေရာမှာပြောစရာရှိတာကအမေဆုဘရော့လုံမလဲဆိုတဲ့အပိုင်း စလုံးမှာတော့အမေစုနဲ့ပတ်သက်ပြီးတော့လုံမြောက်နိုင်တဲ့အခွင့်အရေးအားနည်းလျာကိုတွေ့ရတယ်။ကျွန်တော်တို့အခုရေပိုင်းကတော့ဘယ်လောက်လောက်ခံမှန်းထားလဲဆိုတော့အမေစုကိုဒီနှစ်မကုန်ခင်မှာဖြေလျှော့ပေးဖို့ရှိရည်ဆိုပြီးတော့ကျွန်တော်ဟိုပြောထားတာရှိတယ်။ပြောမယ်ဆိုရင်အမေစုကိုစွဲဆိုထားတဲ့အမှုတွေရှိတယ်။အဲ့ဒီအကောင်လုံးကမတရားတစ်ဖြစ်ဆွဲဆိုထားတဲ့အမှုတွေအများကြီးတယ်။ဘာမှုဘာမှုဘာမှုဆိုတော့အဲ့တော့ဒီအမှုတွေထဲကနေပြီးတော့မှဘေးမှုကိုတော့ဘယ်လောက်ရာခိုင်နှုန်းထိဘယ်လိုအခြေအနေထိ ဖြေလျှော့ပေးလိုက်ပါလေဆိုတဲ့ကိစ္စမျိုးလာပါလိမ့်မယ်ယတိပြကြီးရဲ့မေစုကိုလွတ်မြောက်ဖို့ဆိုတာမလွယ်ဘူးသေးပါဘူးအကယ်၍နောက်နှစ်ထဲမှာတော့မေစုကိုလှုပ်ပေးဖို့ရှိနိုင်သေးလားဆိုတဲ့မေးခွန်းအဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့တွေ့ရမယ်ဆိုတော့နောက်နှစ်ထဲမှာတော့ကျွန်တော်တို့အမေစုကိုလှုပ်ပေးဖို့အတွက်ရာခိုင်နှုန်းကဘယ်လောက်ထိရှိလဲဆိုတော့85ရာခိုင်နှုန်းတိရှိတယ်နော်အဲ့ဒီချက်လေးပြောကြတယ်နောက်ပြီးရဲ့အခါကျတော့ကျွန်တော်နှစ်စဉ်နှစ်တိုင်းအမြဲလှုပ်လေးရှိတယ်နှစ်ထောက် နှစ်ဒီဇင်ဘာလအရောက်တိုင်းမှာရောက်တိုင်းမှာနောက်နှစ်ရဲ့အနှစ်စာအကြောင်းလေးတွေကိုချုပ်ပြောတယ်အဲ့ဒါကျွန်တော်မတွေ့ရသေးဘူးမချက်ရသေးဘူးကျွန်တော်အချိန်တစ်ခုယူပါဦးမယ်ဒီဇင်ဘာအတော်တင်းထဲမှာပြောဖို့ဆိုလို့ရှိတယ်အဲ့ထက်မှာလည်းအမေစုနဲ့ပတ်သက်ပြီးတော့ဒီတစ်ခုပုံပါပါအောင်မလားဆိုတာကြည့်ပေးမယ်โอเคနောက်တစ်ချက်ကြတော့ပါလဲဆိုတော့အမေစုကနိုင်ငံခြားမှာလားလုံးဝလုံးဝနိုင်ငံခြားမှာမရှိပါဘူးမြန်မာနိုင်ငံထဲမှာပဲရှိနေပါသေးတယ်နော်အမေစုကကွယ်လွန်သွားပြီလားလို့မေးခဲ့သည်ရှိတော့မကွယ်လွန်သေးပါဘူးတတိထင်ရှား ရှိပါသေးတယ်။ကျမ်းမာရေးကောင်းရင်လားဆိုရင်မိန်းကွန်းနဲ့ပတ်သက်ပြီးကြည့်ရတဲ့လောက်ကကြတော့ကျမ်းမာရေးကောင်းမွန်တာကိုလည်းခံစားတွေ့ရှိရပါတယ်။ဘာနဲ့ခံစားတွေ့ရှိရလဲဆိုပြောရမယ်ဆိုရင်ကျွန်တော်အင်းစိန်ကျင်းထောင်မှာကြားတဲ့အချိန်တုန်းကကျွန်တော်တိုက်မှာပိတ်မိနေတဲ့အချိန်ရှိရင်အဲ့ဒီအချိန်မှာကျွန်တော်လုံးလို့ရရတဲ့လောက်ကဘာရှိလဲဆိုတော့တမထဝိပဿနာနောက်ပြီးတဲ့ခါကျတော့ကျွန်တော်ရုပ်ဖတ်တဲ့ဆေးရဲ့ဂါရမန္တန်ရုပ်ဖတ်တာပတိစိတ်တာဒီလောက်တွေကိုပဲလုပ်ဖြစ်တယ် ဲ့တော့ကျွန်တော်ဒီအေးစိတ်ထားကိုရောက်ရှိရတလားနှစ်လားတော့ဒီမှာအပြင် information တွေမရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကညဘက်ညတိုင်းမှတိုင်းမှာပရိစိတ်တဲ့ဒီကျင့်စဉ်နေကျင့်နေပြည့်ရခါမှာအပြင်ကိုအာယုံပြုတ်ပြီးတော့အပြင်မှာဘာဖြစ်နေလဲဆိုပြီးတော့ကျွန်တော်အာယုံခံအာယုံပြုတ်ပြီးတော့ဓမိတ်ယူနေရှိတယ်ဓမိတ်စကန်းယူနေရှိတယ်အဲ့တော့ကျွန်တော်အိမ်မက်ထဲမှာတော့လာကောင်းကျွန်တော်ဒီတရားဟိုင်တဲ့ခါမှာအမြင်ဆက်မှာတော့လာကောင်းဒီနေရာမှာဘာဖြစ်နေပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်ရတာရှိတယ်ကျွန်တော်လည်းအတူတူဟိုဘောနော် ကျွန်တော်နဲ့အတူတူ type setting မှာနေခဲ့တဲ့ဆရာကြီးတွေတတော်များများသိပါတယ်ဖြိုးဆရာကြီးဆိုလည်းတခုဆိုရင်အပြင်မှာလုံမြောက်သွားတဲ့ဆရာကြီးတွေလည်းအများကြီးရှိပါပြီဟိုသူတို့ဆိုလည်းအားလုံးတက်တည်ခံနိုင်တယ်ကျွန်တော်အဲ့ရနိုးပြီဆိုတာနဲ့ဟာကျွန်တော်မေးရဲကဲဘာနမိတ်ညင်သေးတယ်ဘာရင်ညင်သေးတယ်ဒီမှာဘာရင်ဖြစ်နေလဲဆိုရတာနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုဒီမှာဘာဖြစ်နေတယ်ဒီမှာဘာဖြစ်နေတယ်ဘာရင်ရှိနေလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုကြောက်ပြပေးဦးတာရှိတယ်အဲ့တော့ဟိုအမေစုကပြောရမယ်ဆိုရင်တမထဝိပဿနာမှာအတိုင်းအတာတစ်ခုထိ ဒီကျွန်တော်တို့တရားစကန်းကိုတရားပေါ့နော်တရားဒီကျင့်စဉ်တို့ပြောရမစလို့တရားအဆင့်ပေါ့နော်တရားအဆင့်ဒီအဆင့်တစ်ခုရောက်နေပြီဗျအဆင့်တစ်ခုရောက်နေပြီဆိုတဲ့အတွက်ကြောင့်မလို့ပြောရမယ်ဆိုရင်ပြင်မာပြည်သူတွေကနေပြီးတော့သူ့ရှိကိုမြေတာပို့တာပေးရတယ်အမေစုကျမ်းပါစေအကြောင်းဆိုပြီးတော့ဆူတောင်းပေးရတယ်ကိုလည်းအမေစုကြားပါတယ်ခံစားပါတယ်အပြင်မှာတွေ့ကြုံခံစားနေရတဲ့ဆိုးရွားမှုတွေပျက်စီးမှုတွေဝမ်းနည်းပူဆွေးမှုတွေကိုလည်း မေစုအနေနဲ့သူ့ရဲ့တရားသဘောကနေပြီးတော့တရားအစစ်နေရနေပြီးတော့မြင်နိုင်စွမ်းရှိပါတယ်။အဲ့ဒီချင်းရည်ကြောင့်မလို့စစောကကျွန်တော်ပြောခဲ့ရအရှိမပြောခဲ့သလိုမျိုးပဲပေါ့အိမ်မက်ထဲမှာအမေစုကလျှောက်သွားနေရသွားလာနေရဆိုတာကလည်းဖြစ်နိုင်ပါတယ်။အဲ့ဒါတော့ပါလို့တော့စိတ်တကိုးလို့ခေါ်တဲ့စိတ်စွမ်းအင်းနေတမာရီရဲ့စွမ်းအင်းနေနောက်ပြီးတော့တရားရည်ရဲ့ဟိုအစစ်နေကြောင့်မလို့မြင်နိုင်စွမ်းသိနိုင်စွမ်းနေတယ်အမေစုမှာရှိပါတယ်ဆိုတော့ကိုလည်းကျွန်တော်နေပြောပြခြင်းနဲ့အဲ့တော့ မေစုသည်တတိချင်းချာကြမ်းကြမ်းမာမာရှိပါသေးတယ်ပြောရမယ်ဆိုရင်တော့အမေစုမှာလက်ရှိမှာဒီအသက်သေဆုံးမှုတက်ကံအကြောင်းတရားကိုကျွန်တော်အနေနဲ့ဘယ်လိုနည်းနည်းနဲ့မှလည်းရှာမတွေ့ပါဘူးစစ်ကောင်စီအနေနဲ့ဒီအမေစုကလည်းဘယ်လိုနည်းနည်းနဲ့မှလည်းဒီအသက်အနေရဲ့ဖြစ်အောင်လည်းလုပ်ဖို့လည်းမရှိပါဘူးထိမ့်သိမ်းထိုင်းအောင်တသက်ပဲသူတို့မှရှိပါတယ်အဲ့တော့ဟိုအားလုံးပဲပေါ့နော် အားလုံးဆူတောင်းပေးနေကြတယ်အားလုံးဆူမှုတောင်းပေးနေကြတယ်ဆူတောင်းစကားတိုင်းကအမေစုကြားပါတယ်သိပါတယ်မြင်ပါတယ်ခံစားရပါတယ်အဲ့တော့ဟိုဒါဆိုရင်တော့ကျွန်တော်ပြောချင်တဲ့ဟာတော်တော်များကိုပြောပြပြီးလို့ထင်ပါတယ်အဲ့တော့ အမေစုကျမ်းပါပါစေအမေစုကျမ်းပါပါစေအမေစုကျမ်းပါပါစေအမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေအမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေအမေစုအမြန်ဆုံးပြန်လည်လို့မြောက်ပါစေ2026ကတော့ပြောရမယ်ဆိုရင်တော့တော်တော်များများလွတ်မြောက်မဲ့နှစ်လို့ပြောလို့ရပါတယ်နိုင်ငံသမားတွေကနိုင်ငံအကျဉ်းသားတွေကနိုင်ငံအချုပ်သားတွေကအဲ့ဒီမှာအမေစုကလွတ်မြောက်နိုင်မှုရတိုင်းတော့85တိုင်းလို့ရှိပါတယ်မတက်မထားတဲ့နိုင်ငံလှက်ွက်တွေ2026မှာရောက်လာဖို့ရှိပါတယ်ဖြစ်လာဖို့ရှိပါတယ် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်2026မြန်မာနိုင်ငံဟောကိန်းဆိုတဲ့အပိုင်းမှာဆက်ဆောင်ကြည့်အောင်ကျွန်တော်ကိုယ်တိုင်လည်းမသိသေးဘူးကျွန်တော်ကိုယ်တိုင်လည်းအယုံမပြူပါသေးဘူးဟိုဒါနဲ့ပတ်သက်ပြီးတော့အချိန်မယူပါသေးဘူးအချိန်မယူပါသေးဘူးပေါ့နော်အဲ့တော့မေစုကျမ်းပါပါစေခင်ဗျာမေစုကျမ်းပါပါစေမေစုကျမ်းပါပါစေတတ်တော်ရကြောရှေးပါစေမြန်မာနိုင်ငံကြီးတိုးတက်ကောင်းမွန်နေတဲ့မြန်မာနိုင်ငံကြီးကိုအနည်းဆုံးတော့မြန်မာပြည်ရှင်မြင်သိသွားနိုင်သည့်အသက်ရှင်ပါစေ။